်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဆုံးအပီပီဆိုင်ရာရာဇဝတ်တရားရုံးကမင်းအွန်လိုင်းကိုဖောင်ဝရန်ထုတ်ရနှင့်အန်ယူဂျီက ICC တရားရုံးဤတရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ကြေညာချက်ကိုဦးကျော်မိုးထွန်းတင်ပြသည့်တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးကမင်းအွန်လိုင်းကိုဖန်ဝရံထုတ်ရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC တရားရုံးဤမြန်မာနိုင်ငံအတွင်းရာဇဝတ်မှုများအတွက်တရားစီရင်ပိုင်ခွင့်ကိုအကြီးအမားပြုသည့်ကြေညာချက်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ်ရှင်။နိုဝင်ဘာလ17ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးဤအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဤအစည်းအဝေးခန်းစားခေါင်းစဉ်ဖြင့် ်ဆွနုဘွဲနိုင်ကူလာသမဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံ၏အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြမ်းဖက်စစ်တပ်ကမြန်မာပြည်သူများအဘောကျူးလွန်လာမည်ဆိုဝါလာတိရာဇဝမှုများကိုကြိုတင်မျှော်လင့်ထားသည့်နှင့်အညီအယက်သားပြည်သူများ၏အသက်များကဲ့တင်ရန်ကောက်ွယ်ရန်အကြမ်းဖက်စစ်တပ်၏ထပ်မံရဆက်မှုများကိုတားဆီးနိုင်ရန်ပြစ်မှုကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှာကင်းလွတ်နေမှုကိုအဆုံးသတ်ရန်အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်သည့်ရာဇဝတ်များအပေါ်တရားရုံးဤတရားစီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုသည့်ပုံမှန်စနစ်ကြီးညာချက်ကိုအပြစ်ပေးဆိုင်ရာရာဇဝတ်မှုတရားရုံးဤမှတ်ပုံတင်အရာရှိချက်တင်ပြကြောင်းသိရှိရပါသည်ရှင်။ အပီပီဆိုင်ရာရာဇဝတ်တရားရုံးဤတရားစွဲအရာရှိက အကြံဖက်စစ်တပ်ဤခေါင်းဆောင်မင်းအောင်လှိုင်အားဖန်ဝရန်ထုတ်ရန်တရားရုံးသို့လျှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူများအနေဖြင့်မျှော်လင့်ချက်များပြန်လည်မြင့်တက်လာခြင်းတနင်္လာနေ့ပါအချိန်ကြံမြင့်လာခြင်းနှင့်အချိန်တိတရားစွဲအရာရှိလျှောက်ထားချက်နှင့်ဆက်လင်း၍တိတာထင်ရှားသောတိုးတက်မှုများမရှိသေးကြောင်းပြည်သူများ၏စိတ်ပြတ်မှုများမှာပို၍ကြီးမားလာကတရားရုံးဤ အချိန်မီထိရောက်သောအရင်းယူဆောင်ရွက်မှုများလိုအပ်ကြောင်းတန်မကြီးဦးကျော်မိုးထွန်းကထောက်ပြထားပါတယ်။ယခုအခါအကြံဖက်ဆစ်အုပ်စုကအတူအောင်ရွေးကောက်ပွဲကိုပြုလုပ်၍၎င်းတို့၏ကြီးလေးသောရာဇမှုများကိုဖုံးကွယ်ရန်၎င်းတို့၏ရာဇမှုများအတွက်တာဝန်ခံမှုမှရှောင်လျရန်၎င်းတို့၏တရားမဝင်အာဏာသိမ်းမှုကိုလှည့်ပြားရန်ကြိုးပမ်းနေကြောင်းအကြံဖက်ဆစ်အုပ်စုကရက်ဆက်မှုများဆက်လက်ကျူးလွန်နေခြင်းထိရောက်သောနေမြေထိန်းချုပ်မှုများမရှိခြင်းနိုင်ငံကောင်းဆောင်များကိုဥပဒေမဲ့ဆက်လက်ဖမ်းဆီးချုံနှောင်ထားခြင်း လူအခွင့်ရေးချိုးဖောက်မှုများကိုကြဲကြဲအပြန့်ပြန့်နဲ့စနစ်တကျကျွလွန်လျက်ရှိခြင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်သုံးနေခြင်းပြည်သူလူထု၏တရင်အချက်လက်များရရှိနိုင်မှုအခွင့်အရေးကိုဆိုးဆိုးရွားရွားကန့်တတ်ထားခြင်းပြည်သူများဘောချင်းချောက်မှုများတုံ့ပြန်ခြင်းပြည်သူများအနေဖြင့်အမြဲတက်စေကြောက်ရွံ့မှုနှင့်တွန်တွဲနေထိုင်လျက်ရှိခြင်းအစရှိသည့်အခြေအနေများအောက်တွင်အကြံဖက်စစ်အုပ်စုကစီရင်နေသည့်ရွေးကောက်ပွဲတည်းအတူရောင်းနှင့်လိန်လယ်မှုသာဖြစ်မည် ထို့သို့သောရွေးကောက်ပွဲဒီမိတိအခါမှလွတ်လပ်၍တရားမျှတပြီးအလုံးပဝင်နိုင်သောရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်းသိရှိရပါရဲ့ရှင်။ရာမဝင်အနာတိန်စစ်အုပ်စုကစီစဉ်နေသောအတုအယရွေးကောက်ပွဲကိုပြပြတားတားပေးချကြရန်တိုက်တွန်းမှကြောင်းနှင့်အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့်အတန်းဖတ်စစ်ရာဇဝတ်သားမင်းအွန်လိုင်းအားဖန်ဝရန်ထုတ်ရန်ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းတန်အမတ်ကြီးဦးတော်မိုးထွန်းကဆိုပါသည် မနိုင်ငံတွင်အကြမ်းဖက်ဆဲအုပ်စုသည်မြန်မာပြည်သူများအပေါ်ဆေးရဆုံးမှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝမှုအဆင့်ရှိကြီးလေသောရာဇဝမှုများကိုဆက်လက်ကျူးလွန်လျက်ရှိပါကြောင်းအကြမ်းဖက်ဆဲအုပ်စု၏အဆိုပါရာဇဝမှုများနှင့်ဆက်လျင်း၍ခိုင်မာသောတပ်တွေအထောက်အထားများနှင့်အချက်အလက်များကိုလည်းကုလသမဂ္ဂ၏အစည်းအဝေးခန်းစာအတိအသင့်တွင်လည်းအတိအလင်းဖော်ပြထားကြောင်းတမ်အမတ်ကြီးကဆိုပါရင်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား၏2025ခုနှစ်နှစ်ပတ်လည်အစည်းအဝေးခန်းစာတွင် အကျံဖတ်စစ်တပ်ဒီချင်းကချင်းကရင်နီခေါ်ကရကရင်ရခိုင်ရှမ်းစကိုင်းနဲ့မကွေးတိုင်းဒေသကြီးများနဲ့အရတားပြည်သူများအဘောခွဲခြားမှုမရှိဘဲလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနဲ့ကလေးများအပါအဝင်အရတားထောင်ပေါင်းများစွာကိုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုများအပါအဝင်အရတားပြည်သူများအပေါ်ကြဲကြဲပြန့်ပြန့်နဲ့စနစ်တကျဆေးရဆုံးမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝမှုများ ျွလွန်ခဲ့ခြင်းကိုဖော်ပြထားရှိပါကြောင်း၎င်းကတင်ပြထားပါတယ်ကုလသမဂ္ဂဤမြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအထူးအစီရင်ခံစာတင်သွင်းသူဤနောက်ဆုံးတင်သွင်းခဲ့သည့်အစီရင်ခံစာတွင်လည်းအကြမ်းဖက်ဆဲအုပ်စုဤဆက်လက်ဖိနှိပ်မှုများနှင့်လူသားချင်းစာနာမှုဆိုင်ရာအကြံတဲများကိုလက်နက်တပွဲအုံချရင်းအထူးအရာရွေးကောက်ပွဲများမှတစင်တရားဝင်မှုကိုဖန်တီးရန်ကြိုးပမ်းမှုများကိုတမ်အမတ်ကြီးကထပ်မံထောက်ပြထားပါသည်။အကြမ်းဖက်ဆဲအုပ်စုဤရက်ဆက်ကြမ်းကြုတ်မှုများကြောင့် တန်းနှင်းချီသောပြည်သူများသည်နေရာဆုံးခွာထွက်ပြေးနေကြပြီးနေထိုင်ရာအတိုင်းမျိုးများဖြစ်စီခဲ့ရပါကြောင်းအဆိုပါဖြစ်ရများသည်မြန်မာပြည်သူများပေါ်ဖြစ်စီမှုများဖြင့်ကြောက်ရွံ့ကဖိနှိပ်ချုပ်ကန်ရန်ရည်ရချက်ရှိရှိဖြင့်စနစ်တကျဆောင်ရွက်လျက်ရှိသည့်အကြမ်းဖက်ဆဲုပ်စု၏မူဝါဒပင်ဖြစ်ပါကြောင်းရက်ဆက်ကြမ်းကြုတ်မှုများသောရာဇဝမှုများကိုခံစားနေရသောတန်းနှင်းချီသည့်ပြည်သူများအတွက်တရားရုံး၏အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများသည့်မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း မြန်မာပြည်သူများအထူးသဖြင့်အကြံဖတ်စေအုပ်စု၏ရာဇဝမှုများကျူးလွန်ခြင်းကိုခံစားရသူများ၎င်းတို့၏မိသားစုဝင်များအနေဖြင့်တရားမျှတမှုခံစားပိုင်ခွင့်ရှိပါကြောင်းရာဇဝမှုကျူးလွန်သူများအနေဖြင့်၎င်းတို့ကျူးလွန်သောရာဇဝမှုများအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမည်ဖြစ်ကြောင်းထို့ပြင်မြန်မာပြည်သူများအတွက်အချိန်တည်းအမှန်တကယ်ပင်အရေးကြီးပါကြောင်းတမ်းအမတ်ကြီးကနိုင်ငံတကာသို့အတည်ပြုခဲ့ပါတယ်ရှင်။ဆက်လက်ပြီးရွှေဘူမန္တလေးလမ်းမတွင်အစ်တက်အထိုင်ချနေသောနေရာနှင့်ကင်းမုံကို တိုက်ခိုက်မှုဖြစ်ပြီးစစ်တပ်ဘက်မှဒုတက်ခွဲမှုအပါ၄ဦးသေဆုံးသည့်တရင်ကိုတင်ဆက်ပေးသွားပါမယ်။စကိုင်းတိုင်းရွှေဘိုမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်အထိုင်ချနေသောနေရာနှင့်ကင်းမုံကိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ဘက်မှဒုတက်ခွဲမှုအပါ၄ဦးသေဆုံးခဲ့ကြောင်းရွှေဘိုမြို့နယ်ပကဖားမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုထားပါတယ်။နိုဝင်ဘာလ၁၀ရက်နေ့ညနေ၄နာရီ၂၀မိနစ်ခန့်တွင် ရွှေဘုံမြို့တောင်ဘက်အထုမုတ်ဦးတွင်အထိုင်ချတက်ဆွဲထားသော အကျန်းဖတ်စစ်တပ်၏တပ်မ33လောက်ခန့်စစ်ကြောင်းမှစစ်သား20ခန့်သည်ရွှေဘုံမန္တလေးလမ်းပိုင်းတာကနန်းရွာထိပ်တွင်ဝူကျင်းချရဲအထိုင်ချနေစဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်ရှင်ထိုအထိုင်ချနေသောစစ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတစ်နာရီခန့်ဖြစ်ပွားခဲ့ကစစ်တပ်ဘက်မှအထိနာပြီးရှားတော်ကြီးရွာဘက်ကိုထွက်ပြေးသွားကြောင်းသိရှိရပါသည်။ ထို့သို့ထိတွေ့တိုက်ပွဲဖြစ်ပါပြီးနောက်တာကနန်းကြီးရွာအတွင်းနေမြေရှင်းလင်းမှုလှုပ်ဆောင်နေစဉ်တော်လန်ရေးတပ်ဖွဲ့များနဲ့တာကနန်းရွာဘုံကြီးကျောင်းအတွင်းကင်းမုံဝတ်နေသောစစ်သားများထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်နေစဉ်အတွင်းမုတ်ဦးဘက်တွင်တပ်ဆွဲထားသောစစ်သားများကလည်း60မမလက်နက်ကြီး87မမလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။အဲ့တိုက်ပွဲမှာစစ်ခွေးတွေဘက်ကဒုတက်ခွဲမှုအပါလေးဦးတိဆုံးနဲ့စစ်ခွေးထိခိုက်တိဆုံးနဲ့ထပ်တိုးတွေရှိနိုင်ပါတယ်။ စစ်ခွေးတွေကိုမနက်စောပိုင်းမှာကားနဲ့လာခဲ့ထုတ်သွားတာပဲသိပါသေးတယ်ဟုရွှေဘိုမြို့နယ်ပါကဖားမှတာဝန်ရှိသူကပြောဆိုထားပါတယ်။ရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှဒုတက်ခွဲမှုအပါ၄ဦးသေဆုံးပြီးပါကဖားရဲဘော်တအူးမှမြင်းမြတ်စွာကြာဆုံးခဲ့ကြောင်းထိုတိုက်ခိုက်မှုကိုရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပါကဖားတာဝန်ခံဤရှီမန်ကုကဲမှုဖြင့်မြို့နယ်တိုက်ခိုက်ရေးအဖွဲ့တိုင်းနယ်ပါကဖားတိုက်ခိုက်ရေးအဖွဲ့များနှင့် နေမြေခံပကဖများကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ထို့ပြင်ရွှေဘိုမြို့တောင်ဘက်ရှိရွှေဘိုမန္တလေးလမ်းပိုင်းကိုတလားကျော်ကြာစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်သားများနှင့်တော်လှန်ရေးတပ်ဖွဲ့များနိုဝင်ဘာလ6ရက်နေ့ကလေးကတိုက်ပွဲဖြစ်ပွားခဲ့ပြီးရွှေဘိုမြို့နယ်ပကဖအဖွဲ့ဝင်ရဲဘော်ခုနှစ်ဦးမြင်းမြတ်စွာကြာဆုံးသွားကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးပဇွန်တောင်မြို့နယ်ထွေအုပ်ဤဒူအုပ်ချုပ်ရေးမှူးအောင်သူဖြိုးက လူငယ်များကိုပေါ်တာဆွဲဖန်စီပြီးစစ်မှုရန်လူစားတို့အဖြစ်တအူလင်းကျပ်380ကျော်ဖြင့်ရောင်းဝယ်လုံနေသည့်တရင်ကိုတင်ဆက်ပေးသွားပါမယ်။ရန်ကုန်တိုင်းပဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒူဦးစီးမိုးအောင်သူဖြိုကလူငယ်များကိုပေါ်တာဆွဲဖန်စီပြီးစစ်မှုရန်လူစားတို့အဖြစ်တအူလင်းကျပ်380ကျော်ဖြင့်အရောင်းဝယ်လုံနေကြောင်းဖန်စီခံလူငယ်ချို့၏မိဘဆွေမျိုးများကရန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောဆိုထားပါသည်။ ရန်ကုန်မြို့ပဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒူဦးစီးမှုအောင်သူဖြိုးကညာဘက်တွင်မြို့နယ်အတွင်းလက်လက်ကလူငယ်များကိုဖမ်းဆီးချုံနှောင်ပြီးတအူးလင်းငွေကြက်30ကျော်ဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများထက်ရှစ်မှုရန်တပ်သားအစထိုးဖြင့်ပြန်လည်ရောင်းစားနေခြင်းဖြစ်ကြောင်းဖမ်းဆီးရရှိသောလူငယ်များကိုအမတ်နှင့်ရက်ွက်အုပ်ချုပ်ရေးမှုယုံအပေါ်တံအမတ်ရှိရက်ွက်အုပ်ချုပ်ရေးယုံနှင့် အမတ်တဆက်အုပ်ချုပ်ရေးယုံတို့တွင်ချုံနှောင်ကြောင်း ထို့သို့ချုံနောင်ထားသည့်လူငယ်များကိုမြို့နယ်အတွင်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့စစ်မှုထမ်းလူစားထိုးတပ်သားအဖြစ်တဦးလင်းငွေကျပ်သိန်း80ကျော်ဖြင့်လာကျင်ရောင်းစားလျက်ရှိကြောင်းသိရှိရပါသည်ရှင်။